အလုံးပဲမိလာပါကျွန်တော်တို့ EU ကမွတ်စလင်ရဲ့မျက်နှာဖုံးအင်ဂျီတွေနဲ့ပတ်သက်ပြီးမှပြည်ပင်တားဆီးဖို့လုပ်နေတယ်ဒီကိစ္စနဲ့ပဲပတ်သက်ပြီးမှကျွန်တော်တို့အတိုင်းပြဆွေးနွေးကြည့်အောင်ပါမနစ်တနေ့အောက်တိုဘာ16ရက်နေ့ကပေါ်ချူဂယ်ကမွတ်စလင်တွေရဲ့ဝတ်ထားတဲ့ဗာလီမျက်နှာဖုံးပေါ့နော်ဒီမျက်နှာဖုံးမွတ်စလင်တွေကဝတ်ထားတဲ့မျက်နှာဖုံးတွေကိုပြည်ပင်တားဆီးဖို့လုပ်နေတယ်ဘာကြောင့်လဲ စသဖြင့်ပြီးတော့ channel ကျွန်တော်တို့ video တွေကိုကြည့်ပြီးမှပဲဆွေးနွေးကြည့်ရအောင်ပါဆိုတော့အဓိကအဖြစ်ဒီ muslim okay အခုကျွန်တော်ပြောမယ့်ကိစ္စကနော်တဖန်ပြန်လည်ပြီးမှပြောပြရစေဒါက muslim တွေကိုစန့်ကျင်ရေးမဟုတ်ဘူး muslim တွေကိုအပစ်တင်ရှုပ်ချဖို့ပြောတာမဟုတ်ဘူးတကယ်အမှန်တကယ်ကိုပြောပြတာတကယ်ကဘာကြီးမှဖြစ်ဖြစ်နေတဲ့ကိစ္စကိုပြောပြတာဒီလမှာလက်လက်ဆက်ဆက်လေးဖြစ်တာကိုပြောပြတာပါ အောက်တိုဘာ16ရက်နေ့ကပေါ်တူဂယ်မှာဘာဖြစ်ခဲ့လဲယူရိုပနိုင်ငံတခြားမှာဘာရင်းဖြစ်ခဲ့လဲအခုအီတလီကလည်းဘာရင်းဖြစ်ခဲ့လဲစသဖြင့်ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒါကဘာသာရေးတိုက်ခိုက်ရေးနဲ့လုံးဝမဆိုင်ဘူးဆိုတာကိုကြီးရှုသူမိတ်ဆွေတွေကိုအတိပေးစေချင်တယ်ဆိုတော့ပေါ်တူဂီပေါ်တူဂယ်ဘောနော်ပေါ်တူဂယ်ကအခုဒီမွတ်စလင်တွေရဲ့မျက်နှာဖုံးတွေကိုပိတ်ပင်ဓာစီးဖို့ရအတွက်ဥပဒေချမ်းတွေကိုအတည်ပြုလာခဲ့တယ် အဲ့ဒီကိစ္စကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပေါ့နော်ဆိုတော့ဘာကြောင့်လဲအဲ့ဒါတွေအားလုံးကဘာကြောင့်လုပ်ခဲ့တာလဲစသဖြင့်ပေါ့အဓိကပထမအဆုံးပြောချင်တာကဘာလဲဆိုတော့အခုလိုမျိုးလုပ်တာကမျက်နှာဖုံးဒီမျက်နှာကို အပြည့်အစုံဖုံးထားတာကိုဒီမှတ်တမ်းကင်မရာမြကလည်းခွေးချပေါ်ထုတ်နိုင်ရခက်ခဲနေတယ်ပေါ့ CCTV ကလည်းဖမ်းလို့မရဘူးဆိုတော့လုံခြုံရေးအရ EU ကစိုးရင်လာတယ်ဘန်တို့လေစိတ်တို့မှလည်း လုံခြုံရေးအရာဒါကအစွန်းကြီးလာကြတယ်ဆိုတော့ပုတ်ကူရေးအထောက်အထားစစ်စစ်ဖို့ရအတွက်လည်းခက်ခဲလာတယ်ဆိုတော့တကူလုံးဟိုဒီမွတ်စလင်အင်ဂျီရီဝက်ဘီနမင်နာရီဖုံဘရာကနိုင်ငံတနိုင်ငံရဲ့လူချုံရင်းနဲ့စိုးရင်လာကြတယ်ပေါ့ဒါတော့မကဘူးဒါကဒီကျွန်တော်လူအဖွဲ့အစည်းတွေမှာပွန့်လင်းနေတဲ့ဆက်နွေမှုတွေလူမှုရေးဆိုင်ရာတွေအပြန်အလှန်တုံ့ပြန်မှုတွေခက်နေတယ်ပြောကြတယ်အဲ့ဒါကြောင့် မွတ်စလင်တွေအနေနဲ့အနောက်နိုင်ငံတွေကိုပြောင်းချင်တယ်နေထိုင်ချင်တယ်ဆိုတော့အနောက်နိုင်ငံရဲ့ယဉ်ကျေးမှုကိုခင်ဗျားတို့လိမ့်နိုင်ရမယ်အစပမယူရိုပကတော့တောင်းဆိုထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်အချိန်ပေါင်းများစွာပြောနေတာမွတ်စလင်ရဲ့ယဉ်ကျေးမှုနဲ့အနောက်နိုင်ငံရဲ့ယဉ်ကျေးမှုကဘလူနီးနဲ့မှာကိုကဲ့ကဲ့ညီမှုမရှိဘူး is always incompatible ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါရင်းအားလုံးမျက်နှာအမူအရာမပါဘဲနဲ့ဒီမှာတာမန်လူပဲနေထိုင်ကြပါစုမပြောနေကြတယ် ဒါကြောင့်မျက်နှာဖုံအင်ဂျီနဲ့ပတ်သက်မြအထူးသဖြင့်အမျိုးသမီးတွေကိုအခုလိုမျိုးလှုပ်တာကိုမကြိုက်ဘူးပေါ့ဒါဆိုတော့ကျွန်တော်တို့ဘာမှမပြောခင်လေးမှာကျွန်တော်ဥပမာပြောပြမယ်ဒီတက်တည်ပြမယ်တစ်ချက်တော့နောက်ထောင်ကြည့်အောင်တစ်ချက်တော့နော်တက်တည်ပြမယ်တက်တည်ပြပြီးမှပဲကျွန်တော်တို့ဆွေးနွေးကြည့်ရအောင်ဘယ်ဒါဒါကတခြားကမ္ဘာမီဒီယာမှာအများကြီးဒီကိစ္စကိုပြောပြီးသားနော် Portugal Parliament approved far right party bill to ban face veil. တော့ဒါကအောက်တိုဘာ16ရက်နေ့16ရက်နေ့မှာတင်ထားတာနော်ဒီ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 ပတ်မှာပဲဒီပတ်မှာပဲဆိုတော့ဘာကြောင့်လဲစသဖြင့်ဒီမှာကြည့်ပါဦးဒင်းမတ်ကလည်းနောက်အဆုံး European မှာနောက်အဆုံးဒင်းမတ်ကလည်းဒီမွတ်စလင်ပေါ့နော်ဒီဘာကာလို့ခေါ်တယ်ပေါ့ဘာကာတို့ ်ဗာလဲနိဂျာဖလိုလာဒီမွတ်စလင်အမျိုးသမီးတွေအဲ့လိုမျိုးဝတ်တာမျိုးပေါ့ဗျာတနည်းပြောပြောရမယ်မျက်နှာဖုံးပြီးမှဝတ်တာမျိုးအဝတ်ကအဲ့လိုမျိုးလောက်တာမျိုးဒင်းမကလည်းလုံးဝဒါရှိခဲ့တယ်ပေါ့တစ်ချက်တော့ကွန်ပျူတာပူတဲ့ခါကျတော့ကျွန်တော်ကွန်ပျူတာပူတာကိုโอเคရပြီဆိုတော့ဒါတွေအားလုံးကိုဘန်ပလိုက်တယ်ဘာကြောင့်ဘန်တာလဲဘယ်လိုဖြစ်သွားတာလဲပေါ့အရင်ဆုံးကျွန်တော်တို့ Portugal ကိစ္စနဲ့ပတ်သက် ပတ်သက်ပြီးမှပဲအတိုင်းပြဆွေးနွေးကြည့်အောင်ပိုတူဂလ်ကမပြောခဲ့လဲပေါ့ဆိုတော့အခုပိုတူဂလ်ပိုတူဂီပိုတူဂီပေါ့နော်ပိုတူဂလ်ကလက်တလုံးမှာလွှတ်တော်မှာဥပဒေအကျမ်းကိုမိတ်ဆက်ထားတယ်အဲ့ဒီဥပဒေကျမ်းကမွတ်စလင်အမျိုးသမီးတွေကိုမျက်နှာဖုံးကြီးနဲ့မြို့ထဲမှာလာတာမကြိုက်ဘူးဆိုပြီးမှအဲ့ဒီအဥ္စာကိုဘန်ဖွင့်ရအတွက်ဥပဒေအကျမ်းမိတ်ဆက်လာတယ်အဲ့ဒီဥပဒေအကျမ်းကလည်းအခု ပေါ်တူဂီရဲ့ပါလီမန်ကလည်းအတီးပြူလာတယ်အပရူးဖစ်လာတယ်အဲ့ဒီဥပဒေချမ်းကိုတမရထံပေးဖို့ဘူးချမ်းတယ်တမရထံပူပြီးနောက်ပိုင်းမှာတမရကအတီးပြူနေမယ်ဆိုတော့အဲ့ဒီဥပဒေချမ်းကဥပဒေဖြစ်ပါလိမ့်မယ်ဆိုတော့အခုကဥပဒေချမ်းကပါလီမန်ကအစအကုံလုံးကလက်ခံပြီးပြီဆိုတော့တမရကပဲတီးပြူဖို့ချမ်းတော့တယ်ဆိုတော့အလားအလာတမရကတော့အတီးပြူမှာတော့တေချာတယ်ဒါပေမဲ့ဘေချင်းတီးပြူမှာလဲဆိုတော့မတီးသေးဘူးပေါ့ဗျာ ဒါကမနေ့တနေ့ကလက်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 ဆက်ဆက်လေး EU မှာမွတ်စလင်ဒီ hijab ဒီမနဖုံးဘောကာဝတ်တာမျိုးကိုပြပြင်းသားစုဖုတ်လုပ်နေတယ်။ဒန်မတ်ကလည်း2018တုန်းကလူထုနေရာမှာမွတ်စလင်အမျိုးသမီးတွေအနေနဲ့မျက်နှဖုံးအင်ဂျီများကိုမဝတ်ဖူရန်ဒါစီထားခဲ့တယ်။ဆို EU မှာ24နိုင်ငံ20နဲ့9ရှိတယ်ပေါ့။20နဲ့9လောက်ရှိတယ်ဒီထက်များမယ်ထင်တယ်။ နှစ်ရှင်နဲ့ခုနှစ်လောက်မှာ EU နိုင်ငံတော်တော်များများကအဲ့ဒီမွတ်စလင်ကိစ္စနဲ့ပတ်သက်ပြီးမှသူတို့အထူးသဖြင့်အဝတ်အစားပေါ့အဲ့ဒါကိုဘန်ဖို့လုပ်နေတယ်ဆိုတော့ပေါ်ချူဂီကဥပဒေကြမ်းအတည်ပြုခဲ့တဲ့တမရအတည်ပြုဖို့ပကြံတော့တယ်ဒါက2025မှာအောက်တိုဘာ16ရက်15ရက်နဲ့16ရက်ရက်မှာပဲအသက်ဆက်ဆက်လေလောက်ထားတဲ့ကိစ္စဒန်မတ်ကတော့2018ကလူထုနေရာမှာမွတ်စလင်အနေနဲ့ဒီ မျက်နှာဖုံးရှိတွေကိုမဝက်နဲ့ဆိုမှဒါမင်ထားခဲ့တယ်။ပင်တစ်ကတော့လူထုနေရအားလုံးဒီပါတွေဒါစီခဲ့တယ်။ဘယ်လ်ဂျမ်မှာလည်းဒါစီခဲ့တယ်။နိုင်ငံတော်ဘောလို့လူထုနေရတော်တော်များများမှာဒါစီခဲ့တယ်။ပြီးတော့ဒီဩစတြေးလျဘောဩစတြေးလျမဟုတ်ဘဲဩစတြေးလျဘောနော်လူထုနေရတွေမှာလည်းဒါစီခဲ့တယ်။ပြီးတော့네덜란드ကတော့ဒီချောင်းတွေအစုရအဆောက်အုံတွေဆိုတော့တေယူပူဆောင်ရဲမှာတော့ဒါစီတယ်။တခြားနေရာမှာတော့မဒါစီဘူးပေါ့နော်။ဆိုတော့ဂျာမနီ ဂျာမနီကလည်းပြည်နယ်တချို့တွေမှာတားဆီးခဲ့တယ်အခုအကုန်လုံးတော့မတားဆီးသေးဘူးအခုအီတလီကလည်းဥပဒေအကျဉ်းဆွေးနွေးနေဆဲဖြစ်တယ်အခုအီတလီဟောကျွန်တော်ပြမယ်ဗီဒီယိုပြမယ်ကျွန်တော်တို့ဗီဒီယိုပြပြီးမှပဲဆွေးနွေးကြည့်ရအောင်နော်ဆိုတော့အခုဘာလို့ဖြစ်ခဲ့လဲဆိုတော့ကျွန်တော်အရင်ဆုံးဆွေးနွေးကြည့်ရအောင်အီတလီအကြောင်းမပြောပြခင်လင်းမှာ EU ရဲ့မွတ်စလင်အဓိကအကြောင်းလေးကိုကျွန်တော်ပြောပြမယ်တစ်ချက်တော့ဒီဥစ္စာလေးကိုနားထောင်ပြီးမှကြည့်ကြည့်ရအောင် <laughs> Interestingly, but around 2 million Muslims live in Italy, many of them foreign workers and their families. The US based Pew Research Center estimated five years ago that Italy was home to nearly 3 million Muslims, around 5% of the population. So, who Italy Maroma Musliga Jamiale 5% it on the ladder? Italy Male Eddie Muslim Menapombo, no face covering coolie. 白冰打水泡， 我不得讲水暖的。意大利耶，他们那个把冰都标开了，这个标标么都切了，呃，都切了了。Sorry，意大利耶，PM，基保。 သူကပြောနေတယ်ကျွန်မကအီတလီမျိုးသမီးဖြစ်တယ်အမေလေးဖြစ်နေတယ်ခရစ်ယာန်လေးဖြစ်နေတယ်ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုကိုဘယ်သူကမှယူလို့မရဘူးဆိုတာပြောနေတယ်ပေါ့နော် So ဒီအီတလီရဲ့ Prime Minister ကတတော်လေးခရစ်ယာန်မှာယုံကြည်သူကောင်းတယောက်လို့ကျွန်တော်တို့ပြောလို့ရတယ်ယုံကြည်သူကောင်းခေါင်းဆောင်တယောက်ဖြစ်နေတယ်ပေါ့သူနာမည်က Georgia လို့ခေါ်တယ်အီတလီရဲ့လက်ရှိအခြေအနေမှာသူကအီတလီရဲ့ Prime Minister လုပ်ခဲ့တယ်ပေါ့နော်သူပဲ တော့အတူပေါ့နော်ဆိုတော့အခုအီတလီကလည်းဒီမွတ်စလင်နဲ့ပတ်သက်ပြီးမှဒီမျက်နှာဖုံးခါပါရင်းကိုပြည်ပင်တားဆီးဥပဒေကျမ်းတွေဆွေးနွေးလာဆွေးနွေးလာတယ်ပေါ်တူဂယ်ကတော့ဥပဒေကျမ်းကတီးပြုတ်ပြီးပြီအီတလီကတော့ဆွေးနွေးနေစေဖြစ်တယ်ပေါ့ Muslim groups say Italy's punitive approach to Islamic veils would not promote religious harmony. Instead, it may risk alienating Muslims. when you are in the sea. The other type of issues that the pro no proposal is covering is uh, the, the, the transparency of funding of Madrid. ဆိုတော့အီတလီမှာအခုလိုမျိုးလမ်းမှာလေပေါ်တော့ဒီကိစ္စကိုပြလာတယ်ကြည့်ပါဦးမလုံနဲ့ဇူးမပြလာတယ်အီတလီမှာလို့ပြလာတယ် چلت مارے تو جاننے جا رہا چاہتی ہوں اسلامکس Jewish kippah right. large Christian crosses in public schools and going out and in parts of South Asia. So it's France which gives us the right to be practicing Muslims. It's secularism which guarantees that right. So, no, I'm staying in my country and defending my rights, and that's all. Oh. So, <laughs> so, the true friends do my girl, long one, which I would get saga. Long one, which I would do damage in the road with me. The day I'm dead, me, sad people. Okay, that's the road. Let's see, Chinny, dig it out, which you ဒါကလည်း sweet swiss ဘောနော် switzerland these are issued the country's first fine under the newly implemented nationwide ban on covering one's face that took effect this year this is reportedly after a woman in zurich wore a burqa in public and that's when the fine was imposed the switzerland ကလည်းဒီနှစ်မှပဲဒီကိစ္စကိုပြည်သူလူထုအခြားနေရာမှာအဲ့လိုမျိုးမဝတ်နဲ့ဆိုမှအလုပ်လာတယ်ဝတ်တယ်ဆိုတော့ ဒါယုံရရမယ်ဆိုမှလုပ်လာတယ်ပေါ့နော် Martial law, often referred to as the burqa ban, prohibits covering of the face in public spaces. This includes Islamic garments such as burqas and niqabs, as well as masks worn by demonstrators. In implementing this, Switzerland joins several other European countries in restricting face coverings. France was the first to. No, European, no. Switzerland, ကော်ပီလိုက်လုပ်နေတယ်အခုယူရိုပမှာလည်းမွတ်စလင်ရဲ့ခွန်မှုမှုကြီးလာတယ်ပေါ့မွတ်စလင်ရဲ့ဒီအာအနာပါဝါလို့ပြောရမလားမွတ်စလင်ရဲ့မွတ်စလင်ရဲ့ဥဥမွတ်စလင်ရဲ့ဥပရေလူမွတ်စလင်ရဲ့ဂျင်ချေမှုတွေကလည်းယူရိုပမှာအများကြီးပြန့်လာတယ်ပြန့်လာတဲ့ခါကျတော့ယူရိုပကလည်းစူးရင်လာတာပေါ့ဗျာအဲဒုက္ခရောက်တော့မယ်ဆိုမှဆိုတော့ယူရိုပနိုင်ငံတိုင်းကလည်းလိုက်လုပ်နေတယ်ပေါ့နော်ခုလိုမျိုး implement a full burqa ban in 2011. So, so Europe nation ma, no Europe nation to tell me karo. Lo phu lo de. Da France ye, Austria ye, ma Belgium ye, pero ba o sa ba le. Me jam Denmark ye, Italy ye, bo no. Like Austria, Belgium, Bulgaria, Denmark, Italy, the Netherlands, Germany and Spain. So the shows have refrained from disclosing details of the woman who has been fined, citing privacy concerns. But they have confirmed that she was not a tourist. It is being reported that she refused to pay the fine of 100 Swiss francs. That's roughly $110. The case will now be reviewed by the Cantonal Governor's Office. Well, just for context here, the ban on burqas stems from a 2021 Swiss referendum in which 51.2% of voters supported the measure, the ban on burqas in Switzerland. Initially framed as a crackdown on radical Islam, the law also had stated its aim as so no, tani ya byo ya me so Europe ma Muslim culture ro yin chin mu rin ka pyat na de khu phit la ma le to to le shot thwe la de pyat na de khu phit la de. Brothers of Italy party has introduced a bill to ban the burqa and niqab face and body covering in all public spaces, calling it a bill against Islamic separatism. The proposal is part of a broader bill intended to address what the right wing party of Prime Minister. So, no, Italy, Prime Minister, Italy to ban burqa, niqab in public space, no? Georgia Meloni is described as cultural separatism associated with Islam. Hey, cultural separatism. ဒါကအဓိကဖြစ်နေတယ်ဒါကအီတလီရဲ့ prime minister ကိုယ်တိုင်ကပြောထားတဲ့ကိစ္စ Italy is being inspired by the French or the first European country to introduce a full burqa ban in 2011 since then but so, 2011က French ကစပြီးလုပ်လာတယ်ပေါ့နော်အဲမှာလူရင်းက inspire ဖြစ်လာတယ်ပေါ့ now by jama belgium ro denmark ro switzerland တို့ကလည်းလှုပ်လာတယ်ပေါ့နော် several other countries in europe and around the world have imposed bans on women's clothing related to islam so okay suppose also ခုကျွန်တော်ပြောချင်တဲ့အဓိကကျွန်တော်ပြောချင်တဲ့အဓိကဒီမှာပါလဲဆိုတော့ဒီအနောက်နိုင်ငံမှာပေါ့နော်ဒီမွတ်စလင်ရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုနဲ့ကလုံးဝကိုကဲ့ညီမှုမရှိတာတော့ငင်းလို့မရဘူး။ It is so incompatible ဖြစ်နေတယ်။အခါကျတော့ပြဿနာတွေတက်လာကြတာရော။အဲ့ဒါကြောင့်ဒီအနောက်နိုင်ငံရဲ့လူတော်များများက ပြောနေကြတယ်ဒီ တရားမဝင်ပြောင်းရွှေ့တာလဲလူရင်ပေါ့နော်အနောက်နိုင်ငံမှာလာနေမယ်ဆိုရင်ဒီအနောက်နိုင်ငံရဲ့ယဉ်ကျေးမှုတွေအနောက်နိုင်ငံရဲ့ culture တွေအနောက်နိုင်ငံရဲ့ value တွေပေါ့နော်ဒါတွေအားလုံးခင်ဗျားတို့လက်ခံမှဖြစ်မယ်နော်ဒါမှမဟုတ်မင်းတို့ရဲ့ culture တွေမင်းတို့ရဲ့ယဉ်ကျေးမှုတွေကိုအနောက်နိုင်ငံမှာတင်ဆောင်လာလို့မရဘူးဒီမှာလို့ခင်ဗျားတို့ခြိုက်သူနေလို့မရဘူးဆိုမှအချိန်ချင်းတော့ပြောထားတယ်ပေါ့နောက်ပိုင်းကျတော့အခု Europe ကပါလဲဆိုတော့ဒီအာ တရားမဝင်ပြောင်းရွှေ့သမားမွတ်စလင်တွေအများများလာတဲ့ခါကျတော့သူတို့ရဲ့လူဝင်အားကလည်းတောက်တင်းလာတယ်။သူတို့ရဲ့လွန်မှုမှုတွေကလည်းတဖြည်းဖြည်းကြီးလာတယ်။ဥပမာကရောမ်တို့ခင်ဗျားတို့တွေ့ဖူးလာတော့မသိဘူး။ဒီ documentary မှာခင်ဗျားတို့ကြည့်ဖူးလာတော့မသိဘူး။ဥပမာရောမ်တို့အီတလီတို့ဖရန့်စ်တို့သွားမယ်၊ဂျာမနီတို့သွားအချင်းတွေကိုသွားကြည့်အကုန်လုံးလမ်းမေးမှာလမ်းမှာဆိုတော့ပြီပဲ။သူတို့လူမျိုးစွာရှာတွေ့ဖူးတော့ရှာလာတယ်ပေါ့နော်။ တော်တော်လေး percentage နဲ့တွတ်ကြည့်မယ်ဆိုတော့နေပါတယ်ဒါပေမဲ့တော်တော်လေးတော်တော်လေးကိုပြီးလာတယ်ယူရိုမှာလေဆိုတော့ယူရိုမှာလေဒါတွေပြဿနာကြီးတစ်ခုဖြစ်လာတယ်ဖြစ်လာတဲ့ခါကျတော့နောက်ဆုံးမှာသူတို့ရဲ့နိုင်ငံရေးလုံခြုံရေးကူပါချိန်ချောက်လာတယ်ပေါ့အဲ့ခါကျတော့ခုလိုမျိုးက ban ပြုရအတွက်တရားတရားရေးတရားရုံးမှာရင်ဆိုင်ပြုရအတွက် topic တစ်ခုဖြစ်လာ issue တစ်ခုဖြစ်လာတယ်ပေါ့ဆိုတော့ portugal ကတော့အခုလုပ်နေတယ် ပေါ်ချူဂယ်ကတော့ဒီပြူဥပဒေကျမ်းတော့ဒီပြူပြီးပြီးသမရအကြီးကပဲလက်မထူဖို့ပဲကျမ်းတော့တယ်။အီတလီကလည်းလှုပ်ဖို့လှုပ်လာတယ်ပေါ့နော်။အီတလီကလည်းအခုထိဥပဒေကျမ်းဆွေးနွေးနေစေဖြစ်သေးတယ်။မပင်သေးဘူးပေါ့နော်။ဆိုတော့အဒါအဒါဆိုတော့အနောက်နိုင်ငံမှာနေနေမယ်ဆိုတော့အနောက်နိုင်ငံနဲ့ယဉ်ကျေးမှုနဲ့ကိုက်ညီအောင်တော့နေဖို့လိုအပ်တာပေါ့ဗျာနော်။ဆိုတော့တခါတလေကြံ့ကွာ။တခါတလေကြံ့ ကျွန်တော်တို့ဒီမြန်မာပြည်တော်မှာအနောက်နိုင်ငံမှာနေပြီးမှတခါလေကျမြန်မာဝက်စားနဲ့လောက်တာဘောတချို့လူတွေကတော့အမြင်ကအိမ်ကမှာပေါ့နော်ဟာမင်းတို့ဒီမှာနေပြီးမှဘာဖြစ်လို့မြန်မာဝက်စားတွေဝက်နေကြတာလဲဘာငယ်စသဖြင့်တော့ဖြစ်မှာပေါ့ဗျာကျွန်တော်တို့ဒီသူများကိုသာပြောတာကျွန်တော်တို့ကကျွန်တော်တို့မြန်မာနိုင်ငံဖာလဲအဲ့လိုမျိုးဒီနိုင်ငံခြားရောက်မြန်မာနိုင်ငံတောင်းတွေကလည်းအဲ့လိုရှိနေတယ်ကွာဒီအနောက်နိုင်ငံတွေရင်ကျေမှုနဲ့မကိုက်ညီတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းအများကြီးရှိပါတယ် ူပြားကိုပဲကျွန်တော်တို့တော့ပြီးမှ blame လို့တော့မရပါဘူးပေါ့ကျွန်တော်တို့မြန်မာနိုင်ငံတားခုတိုင်းကလည်းအခုခုခုဒီအနောက်နိုင်ငံတွေမှာတွားပြီးမှအနောက်နိုင်ငံယဉ်ကျေးမှုတွေကိုမလိုက်ပေးနဲ့နော်ကူကြိုက်တဲ့ပုံစံနဲ့နေတဲ့လူတွေလည်းအများကြီးရှိပါတယ်ပေါ့နော်ဒါကတော့ဆိုတော့ဒီနိုင်ငံတွေမှာဒီကောင်တွေကိုတကောင်မှမကြံအောင်မောင်းထုတ်လိုက်အခုကတော့မောင်းထုတ်ဖို့တော့ခက်နေပြီပြဿနာကဘာဖြစ်လို့လဲဆိုတော့သူတို့ကနိုင်ငံသားဖြစ်နေရပြီ citizen ဖြစ်နေပြီဆိုတော့မောင်းထုတ်ဖို့ဆိုတော့မလွယ်တော့ဘူးဒါမဲ့ဒီပြဿနာကြီးကတော့အမေရန် ကြံတော့မှာပဲတတချို့လူတွေကလည်းသူတို့ရဲ့ဘာသာဖြစ်တဲ့ခါကျတော့လုံးဝမကြိုက်ဘူးပေါ့အာဒါကကျွန်တော်ရဲ့ဘာသာကျွန်တော်ရဲ့ယုံကြည်ချက်ဖြစ်နေတယ်ဘလူပဲလို့လို့အစူရကအပတာတာတော့တရားရုံးကပဲခေါ်ခေါ်ကျမတို့ကလုံးဝလိုက်နာမှာမဟုတ်ဘူးအစူမှပြောတဲ့လူလေးရှိတယ်ဒါကပြဿနာတစ်ခုဖြစ်လာတယ်ပေါ့နော်ဆိုတော့အ666ဆိုတဲ့ chips ကိုတဲ့ဒီအာမွတ်စလင်တွေတုံးဖို့အတွက်ပြင်ဆင်နေပြီလေဆိုတော့ 66 sura chao ko chuno tai bi me i don't know i'm not di ge sa ko chuno tai bi chuan jin ne ge sa ro ma pa bu bo so tai akhu lo lo se ro di ge sa ka ro chuno ye brain the ma tai do yong lo pyo ma le swin nei phu re ma not really in chuno chuno ye tai yong ji the ma tai ma pa bu bo bya akhu lo lo se ro so dang wei jai lo ma ya ma ya wu le ta kaung ma ma chan au ဆိုတော့အခုအခုကတော့ညင်ထုတ်လို့မရဘူးဖြစ်နေတယ်သူတို့ကညင်ထုတ်လို့မရဘူးဒါကတော့သူတို့ကဘယ်လိုပြောမလဲနိုင်ငံသားတွေဖြစ်နေကြပြီနိုင်ငံသားတွေဖြစ်နေကြတဲ့ခါကျတော့ညင်ထုတ်လို့တော့မရဘူးဒါပေမဲ့အနည်းဆုံးသူတို့ကဥပဒေနဲ့ပတ်သက်ပြီးမှဟန်တားနိုင်တဲ့ကိစ္စတာမင်နိုင်တဲ့ကိစ္စမှတမရကတော့တာမင်မှာပဲပေါ့ဆိုတော့အဓိကကတော့ကျွန်တော်တို့အခြေခံပြောရမယ်ဆိုရင်တော့ယဉ်ကျေးမှု နောက်နိုင်ငံယဉ်ကျေးမှုနဲ့မကိုက်ညီတာတစ်ခုလေးဖြစ်တယ်ပြီးတော့လုံခြုံရေးကိစ္စနဲ့လည်းဖြစ်တယ်ပေါ့ ဘာဖြစ်လို့လဲဆိုတော့ဥပမာအစင်းစားကြည့်ကောတခုခုဖြစ်နေမယ်ဆိုတော့အကုန်လုံးမျက်နှာဖုံးကြီးနဲ့ CCTV ကလည်းဖမ်းစားလို့မရဘူးဘသူကဘသူမှန်းနားလေလို့ပေါ်ထုတ်လို့ရမှာမဟုတ်ဘူးတော့အရင် risk ဖြစ်တယ်ပေါ့အဲ့ဒါကြောင့်သူတို့ကအလိုမျိုးဖြစ်တာပါဆိုတော့မွတ်စလင်နိုင်ငံမှာတောင်းနေခဲ့အဲ့ဒါပြဿနာတစ်ခုကောက်ပါလေဆိုတော့အခုနောက်ပိုင်းမှာပေါ့နော်အဲ့ဒါပြဿနာကဘာမှာမွတ်စလင်နိုင်ငံက94ရှိတယ်ကဘာမှာမွတ်စလင်နိုင်ငံက94ရှိတယ် ကျန်အဲ့ဒီ94ထဲကနေမု슬림နိုင်ငံတော်တော်များများကအယံချမ်းသာတဲ့မု슬림နိုင်ငံတွေဖြစ်နေတယ်။ဒါမှချက်တာတစ်ခုကမု슬림မှလည်းအကုန်လုံးကအစူးတာမဟုတ်ဘူးကွာ။အကောင်းတဲ့မု슬림ရှိတယ်လို့မကောင်းတဲ့မု슬림လည်းရှိနေတယ်။အလားပြန်လာ။အဲ့ခါကျတော့ကောင်းတဲ့မု슬림တွေကတခြားမိကူမု슬림တွေကိုမခေါ်ချင်မှုဖြစ်နေတယ်။မဖိတ်ခေါ်စေမဖိတ်ခေါ်စေချင်မှုပေါ့။ အာနောက်ပန်းဟိုနောက်ဖက်မှာပဲအကုန်လုံးပူတာပေါ့အဲ့ဒါပြက်တယ်အဲ့ဒါကြောင့်သူများနဲ့သူများဒီမွတ်စလင်အချင်းချင်းမယူတာပေါ့ဗျာကိစ္စတနည်းဖက်ပြောရမယ်ဆိုတော့ဒီမှာကျွန်တော်ပြောပြမယ်တစ်ခုပြောင်းမယ်တော့တစ်ချက်တော့အာဂျေမာကဒီအပြစ်နာတစ်ခုပါလဲဆိုဒီမွတ်စလင်တွင်ကအနောက်နိုင်ငံမှာနေတဲ့ခါကျတော့အနောက်နိုင်ငံရဲ့ယဉ်ကျေးမှုကိုမလိုက်ဆို မလိုက်မလိုက်နိုင်ချင်တော့တာပေါ့နော်ကျွန်တော်ဒီမှာအရင်တော့ကလည်းပြောပြပြဖူးထားတာရှိတယ်တစ်ချက်လောက် ပြမယ်ဟောကျွန်တော်ဗီဒီယိုပြမယ်တစ်ချက်လောက်နော်ကျွန်တော်ပြပါတစ်ချက်လောက်โอเคပြတနာကအဲ့လိုသူတို့ရဲ့မစ်ရှင်ကလည်းကျွန်တော်ခရီးယံတွေမှာလည်းမစ်ရှင်ရှိပါတယ်မွတ်စလင်မှာလည်းမစ်ရှင်ရှိနေတယ်သူတို့မစ်ရှင်ကအနောက်နိုင်ငံမှာနေပြီးမှ အနောက်နိုင်ငံမှာလူမျိုးရေးကြီးထွားအောင်လုပ်မယ်မွတ်စလင်ဘာသာရေးကြီးထွားအောင်လုပ်မယ်မွတ်စလင်လူမျိုးကြီးထွားအောင်လုပ်မယ်နောက်ပိုင်းမှာပဲအဲ့ဒီနောက်အနောက်နိုင်ငံရဲ့ဒီအစုရတွေမှာဝင်လုပ်မယ်မေးတွေမှာမေးတွေနဲ့အနိုင်ရမယ်နောက်ပိုင်းကျမှအနောက်နိုင်ငံကိုကျွန်တော်တို့မွတ်စလင်အားလုံးကတင်ပိုက်မယ်ဆိုရဲမစ်ရှင်ရှိနေတယ်သူတို့ကလည်းနောက်ထောင်ကြီးမယုံရင်တော့ In America, the Prophet's companions left Mecca to go to a land that had no Muslims. We are in this country purely for the sake of Allah. As we're here living in the US, what is our role now? Let me just quote for you an ayah of the Quran. Allah is saying, Do not obey the disbelievers, don't yield to them. And then He gives us the process of what to do next. And so make jihad against them. What is your duty as a member of the Ummah now that you are also an American? It is our physical jihad duty to fight the entire earth until we enter into the ummah. This is the world's most dangerous. America <laughs> မှာသွားပြီးမှကျွန်တော်တို့မွတ်စလင်တိုက်ပွဲဝင်မယ်။အမေရိကရဲ့ဥပဒေတွေလိုက်နာစရာမလိုဘူး။ကျွန်တော်မွတ်စလင်လို့ကျွန်တော်တို့မွတ်စလင်ရဲ့ဒီရှိမစီကကိုပဲလိုက်နာမယ်။ခေါင်းဆောင်တွေကပဲ။ နောက်လိုက်သူကလို့ပြောပြတာပေါ့ကွာတော့ကျွန်တော်ဗီဒီယိုတစ်ခုပြအောင်မယ်တစ်ချက်လောက်ဗီဒီယိုတစ်ခုအဲ့ဒါအဲ့ဒါကျွန်တော်ပြချင်တဲ့ဗီဒီယိုကတော်တော်လေးကိုခင်ဗျားတို့အုံးလိုက်မယ်ဒုက္ခပါလဲဆိုတော့ဒီလိုက်ကျွန်တော်တို့မွတ်စလင်ကားတဲ့တခြားနိုင်ငံတွေရဲ့ဥပဒေကိုလိုက်နာဆရာမလုပ်ဘူးတဲ့မွတ်စလင်နိုင်ငံမှာရှိနေတဲ့ဥပဒေကိုပဲလိုက်နာဖို့ဖြစ်နေတယ်ဆိုမှသူတို့ကပြောနေတယ်ကျွန်တော်ရဲ့ sorry ကျွန်တော်ရဲ့ channel က ကျွန်တော်ရဲ့ဥစ္စာကအဝါဖြစ်နေတယ်ပေါ့နော်တခြားတော့အရန်လိုင်းကချက်နေတဲ့ခါကျတော့ဒုက္ခဖြစ်နေတယ် Oh my god ဆိုကျွန်တော်ဗီဒီယိုလေးတွေမပြခင်မှာအဲ့ဒါလေးကိုပြမယ်ဆိုသူတို့ကဒီဥပရေတွေကိုဒီအော်ဒီမှာမှာကြာပြပြမယ်နော်တွေ့ပြီပြီကျွန်တော်တွေ့ပြီပြီအလောင်းထီတောင်ကြည့် အော်ကျွန်တော်ရအော်တယ်လုံးဝအော်တယ်ဒီကိစ္စကိုတွားကြည့်ပြီးတဲ့နောက်ပိုင်းမှာလေဘာဖြစ်လို့အတန်ဘာဖြစ်လို့တံပြောက်သွားတာလဲအော်ဒီမှာ when i think crimes you know no one's above the law if the law of the land is islamic we will set the law of the land if... so the england man no အဲ့ဒီဥပဒေကိုတဲ့အဲ့ဒီဥပဒေကို islamic ဖြစ်နေပြီဆိုကျွန်တော်တို့ကလေးစားမယ်တဲ့ နော်ဒါမဲ့ဒါမို့ဆိုတော့ကျွန်တော်တို့ကတဲ့အစ္စလာမစ်လောပဲနားစီမဲ့တဲ့ဂျန်တဲ့ဥပဒေရင်းဘာညာလို့ကျွန်တော်တို့နားမလည်ဘူးတဲ့ဒီကုရ်အန်ကကျွန်တော်တို့ကိုဒီလိုသင်ပေးတာတဲ့စဉ်းစားကြည့်နော်လုံးဝလုံးဝသူတို့ကနိုင်ငံရေးဥပဒေဆိုတာကအလေးမထားတာဘုမကွာလုံးဝနားမထောင်ဘူးမလိုက်နာဘူးဆိုတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့စိတ်နှလုံးသားထဲမှာ နိုင်ငံတစ်ခုရဲ့ဥပဒေဆိုတာကိုလုံးဝခရုမဆိုင်တာ we do not respect the law of islam တဲ့ we do not respect the law of the land တဲ့သူတို့နေတဲ့နိုင်ငံရဲ့ဥပဒေတွေကိုကျွန်တော်တို့ကခရုမဆိုင်ဘူးတဲ့ none if it is non islamic တဲ့နော်တွေ့ရမလား islamic နိုင်ငံမဟုတ်တဲ့ဥပဒေတွေကကျွန်တော်တို့ကအထင်ကြီးလေးစားမှာမဟုတ်ဘူးတဲ့ In chapter 33, verse 1, he said, i prophet fear Allah and do not obey the disbelievers and the hypocrites. Is David Cameron a Muslim or a disbeliever? Guys? I can't speak you. on camera. So you can't, obviously. you can't, you can't obey him. so he so can go to hell as well you as think, the other leaders. You, uh, let, me tell you, me tell you something. you, well, you, well, you went to the hellfire because you're not Muslim. You're all non Muslims, just all just non -Muslims just are, are destined for the hellfire. Really and uh, mean? yes, and you will be fueled for the hellfire as well. But the fact is that you have an opportunity yeah. to change. that. Well, it hurts me to think right. that you, you think that of me because you don't well, really so, so, know me. So, the, the, fact is, time no, you, said, you, are not a Muslim, so that's enough for me to know that you're not a Muslim. Wow solution. You know, if Muslim people are in the wrong and they yeah. are committing crimes, you know, no one's above the law. If the law of the land is Islamic, we will respect the law of the land. What if it's not? Islam the law of the land is Islamic, we will respect the law, the law of the land. If not, we will not respect. So the law the Islamic, the law of the land and those who make it can go to hell. Wow. No? Jesus. ခရီးယားနိုင်ငံတွေမှာသွားပြီးမှနေပြီးနောက်ပိုင်းမှာအဲ့မှာသူတို့ကပါလေမင်းတို့ကမွတ်စလင်မဟုတ်ဘူးဆိုငရေချရမယ်ဘိုင်းကအဲအဲ့ဒါအဓိကပြဿနာ ဆိုတော့ယူရိုပမှာလည်းအဲ့လိုမျိုးပြဿနာတွေနဲ့ရင်ဆိုင်လာတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဘာသာရေး issue တွေရင်ဆိုင်ရတယ်။ယဉ်ကျေးမှုယဉ်ကျေးမှုပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်။လုံခြုံရေးတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတော့အဲ့ဒါကြောင့်ယူရိုပနိုင်ငံတော်တော်များများကလည်းအခုနောက်ပိုင်းမှာနုထလာတယ်ပြောရမှာပေါ့ဗျာ။ဘယ်တော့ကျတော့ဒီမွတ်စလင်တွေရဲ့အမျိုးသမီးမျက်နှာဖုံးကိုကျွန်တော်တို့ပိတ်ပင်သားစီမှာဖြစ်မယ်ဆိုမှလည်းယူရိုပနိုင်ငံတော်တော်များများကအဆုံးဖြတ်ချက်ချထားပါတယ်။ Okay ဒါက ကျွန်တော်ဘာသာရေးကိုတိုက်တာမဟုတ်ဘူးကြီးရှုတဲ့ငီကိုမွတ်စလင်တွေနေမှာဘယ်လိုပြောမလဲလုံးဝတမျိုးမထင်နဲ့တကယ်လက်ရှိအခြေအနေမှာယူရိုမှာဘာလို့ဖြစ်ဖြစ်ဖြစ်ပြက်ခဲ့လဲဆိုတော့ဒင်ပြသွားတာပါဗောနော်ဆိုတော့ဒီလောက်နဲ့ပဲကျွန်တော်တို့နိုင်ငံတည်င်းတွေနဲ့နိုင်ငံတကာတည်င်းတွေနဲ့ပဲရနာပြရစေဒါကဘ ഹു တုတအနေနဲ့ကောင်းတယ်ဒီကမအချောင်းတိကောင်းတိထိုက်တဲ့အရာတွေနေမှာလည်းပါနေတယ်ဗောအဲ့ဒါကြောင့်ကျွန်တော်က sharing လုပ်သွားတာပါ ပေါ်တူဂယ်ကလည်းဘေချင်တီအဲ့ဒီဥပရေကူအတီးပြုတ်มาလဲဆိုတော့ကျွန်တော်တို့မသိသေးပေမဲ့ကျွန်တော်တို့စောင့် GP မှာပဲဒီကိစ္စနဲ့ပတ်သက်ပြီးမှ update လေးရှိတယ်ကျွန်တော်တို့ပြန်ပြောပြပါမယ်နော်ဆိုတော့ခုလိုမျိုးကြည့်ရှုအပ်နေနေမယ်ဆိုရင်အားလုံးပုံမှာကျေးဇူးတင်တယ် if you like the video subscribe လုပ်ပေးခြင်းအပြင်အားပေးလို့ရပါတယ် thank you so much for watching beautiful people i love you guys take care